မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီကျင်းပမိရွေးကောက်ပွဲရုတ်တရက်မတန်ဟုကုလအထူးကိုယ်စားလှယ်ပြောဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စစ်ကောင်စာဝတ်ချုပ်မှုကြီးမင်းအောင်လိုင်းရွေးကောက်ပွဲကျင်းပပေးမည်ဆိုသောပြောဆိုမှုသည်ရုတ်တရက်မတန်ကြောင့်မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တောမက်အင်ဒရူးကပြောကြားသည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိထိုင်းပါလီမန်အဆောက်အဦ၌မတ်လ23ရက်ကကျင်းပသောမြမအရေးနှင့်နေဆက်လုံခြုံရေးဆွေးနွေးပွဲအခမ်းအနားဒုတိယနေ့အဖွဲ့မှစကားရင်ကုလအထူးကိုယ်စားလှယ်ကရခုခဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည် စစ်ကောင်စီကလာမယ့်ဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီမှာရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့စကားကအတော်ယုံတိမတန်တာပါအတိုက်ခံကောင်းဆောင်တွေကိုဖမ်းဆီးထောင်ချသက်ပြန်သတင်းသမားတွေကိုတရင်အမှန်တိုင်းတင်ပြခွင့်မပေးဘဲရွေးကောက်ပွဲကျင်းပလို့မရပါဘူးအကျဉ်းထောင်တွေထဲမှာနိုင်ငံရေးအကျဉ်းသား2000လောက်ဖမ်းဆီးခံနိုင်ရပါတယ်ဒီလိုအချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်ပေးမယ်လို့ပြောတာအတော်စိတ်ပျက်စရာပဲဟုသောမတ်စ်အင်ဒရိုကဆိုသည် တိုင်းပြည်သုံးပုံတစ်ပုံခန်းသာထိန်းချုပ်နိုင်သောစစ်ကောင်စီကရွေးကောက်ပွဲကျင်းပမည်ဆိုခြင်းမှာစိတ်ကူးယဉ်ကျေးသာဖြစ်ပြီးအလို့ဆွေးရိမ်ပွဲမတည်ငြိမ်သောအခြေအနေတွင်ပြုလုပ်ပါကအနေအများကြောင့်လည်းပြောသည်နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့်အထိနာနေသောစစ်ကောင်စီသည်ရွေးကောက်ပွဲကျင်းပမည်ကိုပြောလာခြင်းဖြစ်ပြီးအထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်လည်း၎င်းကတိုက်တွန်းသည် တရားဝင်မှုမရှိပဲဒီမိုကရေစီကျင့်စဉ်တွေနဲ့စန့်ကျင်နေတဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုထိုင်းနိုင်ငံအနေနဲ့စန့်ကျင်မှုအရေးကြီးပါတယ်ဟုမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာသောမဲအင်ဒရူကပြောကြားသည် 2021ခုနှစ်ဖေဖော်ဝါရီတရနေ့တွင်ရွေးကောက်ခံအရက်သားအစိုးရကောင်စားများကိုဖန်ဆီပြီးအာဏာသိမ်းယူခဲ့သောစစ်ကောင်ဆောင်ပို့ချုပ်မှုချင်းမင်းအွန်လိုင်းကပါတီဆောင်ရွေးကောက်ပွဲကျင်းပပြီးအာဏာလွှဲပြောင်းပေးမည်ဟုမကြာခဏပြောဆိုလေရှိကမကြာသေးခင်ကတွားရောက်ခဲ့သောဗီလာရုစ်ကီစင်တွင်လာမည့်ဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပပြီးမြို့နောက်ဆုံးပြောကြားထားသည် ကုလသမဂ္ဂဒုက္ကစလေအဖွဲ့မှစကားပြောကြားမှုတွင်မြန်မာနိုင်ငံအတွင်းမှစစ်ဘေးဒုက္ခသည်များရှိစစ်ကောင်စီကိုနိုင်ငံတကာမှပိတ်ဆို့အရေးယူမှုအမေရိကန်အစိုးရ၏ထောက်ပံ့ငွေဖြတ်တောက်မှုကြောင့်ပြည်ရင်းနှင့်နေဆက်ဒေသမှစံမှရေးဆောင်ရှောက်မှုအခက်အခဲရင်ဆိုင်နေရသည့်အခြေအနေများကိုထည့်သွင်းပြောကြားသွားခဲ့သည်ဆလဘီအနာသိန်းစစ်အုပ်စုကိုထောက်ခံသူများပေါဝင်ပြီးအမေရိကန်ငြိမ်းချမ်းရေးဆွေးနွေးပွဲနေပြည်တော်မှာပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဆရာနာတိန်စင်ကပဲလက်ရှိအချိန်ထိစစ်ကောင်စီကိုထောက်ခံအားပေးသူတွေနဲ့စစ်ကောင်စီတီးခထိန်ချုပ်ထားသူတွေသာပါဝင်ပေငိန်ချင်ရေးဆွေးနွေးပွဲလိုအမည်တက်ထားတဲ့ပွဲကိုနေပြည်တော်မှာတုံ့ရတာကျင်းပမယ်လို့သိရပါဗျ peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကိုငြိမ်းချမ်းသောနိုင်ငံတော်တစ်စီတို့ဆိုရဲကောင်းစင်နဲ့ကဏ္ဍအလိုက်တက်သည့်ပညာရှင်တွေပါဝင်ဆွေးနွေးမယ်လို့စစ်ကောင်စီရဲ့ဝါရဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်။ NSPNC EAO တွေနဲ့နိုင်ငံရေးပါတီတွေသုံးဝန်ဆိုင်ပါဝင်တဲ့ Peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို March 24ရက်နေ့ကနေ26ရက်ထိနေပြည်တော်ရှိ MICC2 မှာပြုလုပ်မယ်လို့ထုတ်ပြန်ထားပါတယ်။ ဆရာနာသိမ်းမင်းနောက်ပိုင်းငင်းချင်းရေးဆွေးနွေးပွဲတွေကိုအာနာသိန်းဆက်ကောင်စီကတစ်ဖက်သက်ကျင်းပလို့ရှိပြီးတော်လိုင်းအင်အားစုတွေနဲ့အတိုင်းခံအင်အားစုတွေကိုတော့ဖိတ်ခေါ်လို့မရှိပါဘူး။ဒါအပြင်ဆက်ကောင်စီကမြေပြင်မှာလည်းအရက်သားပြည်သူတွေကိုပြစ်မှတ်ထားမှုအပအဝင်နိုင်ငံအနှံ့မှာလေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုံ့ဆော်နေရဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းနေပြည်တော်မှာ2025အလွန်မြန်မာနိုင်ငံကြုံတွေ့ရနိုင်တဲ့အခြေအနေတွေအကြောင်းဟုဆိုကာဆက်ကောင်စီနဲ့နေဆက်တဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့တန်တမန်တွေနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဆွေးနွေးပွဲတရပြုလုပ်ခဲ့ပါ သေးတယ်။ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့လေကောင်ပပေးတန်းမြို့နယ်ရှိတိတ်ရှိန်ဆွေဆိုင်တပြားတိုက်ခံရပြီးရွှေတဲများပါသောရဲနှင့်စစ်တပ်ကကင်းလှည့်နေသည့်ကြားမှာတပြားတိုက်ခံရဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လေကောင်ပပေးတန်းမြို့နယ်မဟာဗန်နူလာလမ်းမပေါ်ရှိရွှေပုံသာလမ်းနှင့်28လမ်းကြားရှိတိတ်ရှိန်ဆွေဆိုင်တပြားတိုက်ခံရပြီးရွှေတဲပစ္စည်းများပါသောကြောင့်ရန်ကုန်တိုင်းရွှေကုန်သည်များကရန်ကုန်ခေတ်သည်တရင်ဌာနထံသို့ပြောဆိုသည်။ မတ်လ23ရက်နနက်8:45မိနစ်ဝန်းကျင်ချိန်ပပဲတန်းမြို့နယ်မဟာဗန်နူလာလမ်းမပေါ်ရွှေဘုံသာလမ်းနှင့်28လမ်းကြားအမှတ်900ခု900အခန်း9တွင်ဖွင့်လှစ်ထားသောတိတ်ရှင်ရွှေဆိုင်ကိုလူအချို့ကဝင်ရောက်ကြပြတိုက်ရာရွှေတွေချုပ်ပါသွားပြီးရဲအမှုနှင့်ပတ်သက်၍ရဲနှင့်စစ်တပ်ကဆစ်ဆဲနေကြောင်းသိရသည် တပြားတိုက်ခံရတာမှန်ပါတယ်ရွှေတဲ့အချို့ပါသွားတယ်ဘလောက်ပါသွားလဲဆိုတာတော့မသိရသေးဘူးဆိုင်ပိုင်ရှင်ကတော့အမှုခဲနဲ့ပတ်သက်ပြီးလိုက်လုံနေတယ်ဟုရွှေဆိုင်နဲ့အနီးဆက်သောရန်ကုန်ရွှေကုန်တဲ့တို့ကအတည်ပြုပြောကြားတယ်ရှန်ကုန်တိုင်းပပေးတဲ့29လမ်းတွင်နေထိုင်သူဒေသပြည်သူတို့ကရွှေဆိုင်တပြားကိုက်ခံရပြီးမှပြည်သူများကသိရှိခဲ့ကြခြင်းဖြစ်ပြီးနက်နက်စောစောအချိန်ရုတ်တရက်ဝင်ရောက်တပြားတိုက်သွားခြင်းဖြစ်သည်ဟုပြောဆိုသည် လူလေးဦးလာတိုက်သွားတာလို့ပြောတယ်တိုက်သွားတဲ့အချိန်မှမသိဘူးတပြားတိုက်ခံရပြီးမှသိတာဟု29လမ်းတွင်နေထိုင်သူပြည်သူကရှင်းလင်းပြောဆိုသည်ရှန်ကုန်မြို့ကများ၏အဆိုအရရှန်ကုန်မြို့လေကောင်တွင်ယခုရက်ပိုင်းမတ်လ29ရက်နေ့တက်မတော်နေ့အတွက်စစ်တပ်နှင့်အရေးများကလုံခြုံရေးများတိုးမြင့်ထားပြီးနေညာမရွေးလုံခြုံရေးတင်းကျပ်ထားခြင်းတွင်ဓမြတိုက်ခံရခြင်းဖြစ်ကြောင်းသိရှိရသည်ဆလဘီမြင်းမှုနေရေးစကြိုတူရင်စစ်တပ်ကခြေရွာများကိုမီးရှို့ဖျက်ဆီးပြီးပြည်သူ59ဦးကိုဖမ်းဆီးသွားဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ။စကိုင်းတိုင်းမြင်းမုံမြို့နယ်ရှိဇေယွာနေရာကိုအစံဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးနေအများကိုမီးရှို့ကပြည်သူကိုဝတ်ဖမ်းဆီးသွားကြောင်းမြင်းမုံမြို့နယ်တရင်မှန်ပြန်ကြားရေးဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းတို့ပြောဆိုသည် မတ်လ21ရက်နေ့နနက်9နာရီခန့်တွင်မြင်းမှုမျိုးနယ်ချီရော်ရွာနှင့်ကျော်မင်းရွာကိုစံဖက်စစ်ကောင်စီတပ်သားများကအင်အား190ခန့်ဖြင့်ဝန်ရောက်စီးနှင်ပြီးပြည်သူများကိုလူသားတိုင်းဖြင့်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။အစံဖက်စစ်တပ်မီးရှို့ဖျက်ဆီးခြင်းကြောင့်ချီရော်အိမ်မှနေ6လုံးနှင့်ကျော်မင်းရွာမှနေ2လုံးတို့မီးလောင်ပြကျခဲ့ကြောင်းထို့ပြင်စံဖက်စစ်ကောင်စီတပ်သားများသည်ချီရော်ကျေးရွာမှပြည်သူ3ဦးနှင့်ကျော်မင်းရွာမှပြည်သူ6ဦးကိုလူသားတိုင်းဖြင့်ဖမ်းဆီးသွားကြောင်းသိရှိရသည်။ မြင်းမှုမျိုးနဲ့ခြေရော်ခြေရွာကိုအင်အား150လောက်နဲ့စစ်ခွေးတွေကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးနေအိမ်ဆောင်လုံးကိုမိရှို့ဖျက်ဆီးသွားတယ်။နောက်ပြီးချွန်မင်းရွာကနေတလုံးကိုလည်းထပ်မံမိရှို့ဖျက်ဆီးသွားတယ်။ခြေရော်ခြေရွာကပြည်သူ၃နဲ့ချွန်မင်းရွာကပြည်သူ၆ဦးကိုလည်းတစားကန်ဖြစ်ဖမ်းသွားတယ်။လက်ရှိချိန်မှာပြည်သူတွေကဘေးလွတ်ရာကိုတကွဲတပြားရှောင်နေရတော့ဖမ်းဆီးခံရတဲ့ပြည်သူအရေအတွက်ကိုတေချာအတိမပြုတ်နိုင်သေးဘူးဟုမြင်းမှုမျိုးနဲ့သတင်းမှန်ပြန်ကြားရေးဖွဲ့မှတောင်းရင်ရှိသူတို့ကပြောဆိုသည်။ အဆိုပါစံပတ်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်တွင်ဗိုလ်မင်းကြီးကင်လန်ခွဲရှိစစ်တပ်တပ်ဆွဲထားသောနေရာကိုဝင်ရောက်သွားကြောင်းသိရသည်။အလားတူမကွေးတိုင်းရေစကြိုမြို့နယ်တွင်ခြေရွာများကိုစစ်တိုက်ဝင်ရောက်စီးနှင်နေသည့်လူသက်မီရှုနေသည့်စံပတ်စစ်တပ်စစ်ကြောင်းသည်ပြည်သူ90ကျော်ကိုလူသားတိုင်းပြစ်လို့ပြီးဆက်လက်စစ်ကြောင်းထုံနေကြောင်းရေစကြို Township Info Committee မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ မတ်လ21ရက်နေ့ငတ်တရော်ရွာ၌ရောက်ရှိနေသောအစံဖက်စစ်ကောင်စီတပ်သားများသည်မိုးဖြူရွာနှင့်မိုးခွဲရွာဘက်ကိုစစ်ကြောင်းတိုးဝင်ရောက်လာစဉ်မိုးခွဲရွာအနောက်ဘက်ကျွန်းကုန်မော်တွင်ထွက်ပြေးတိမ်းရှောင်နေသည့်တပ်ကြီးရွယ်ဦးများနှင့်ကလေးငယ်များအပါအဝင်ပြည်သူ90ကျော်ကိုပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ထို့သောဗန်စီခံရသောပြည်သူ90ကျော်ကိုမတ်လ22ရက်နေ့တွင်အကြံဖက်စစ်ကောင်စီတပ်သားများကလူသာတိုင်းပြုတ်လုပ်ပြီးကံဦးရွာကိုဆက်လက်ဝင်ရောက်စီးနင်းခဲ့ကြောင်းသိရသည် စစ်ခွေးစစ်ကြောင်းကမင်းကကံယုံရွာကိုမွန်လယ်ပိုင်းမှာဝင်ရောက်စီးနေနေသူတို့ပန်းထားတဲ့လူသားတွေကိုတိုင်းဖြစ်ဖမ်းဆီးခေါ်သွားတယ်။မိုးခွေရွာကထော်လာကြီးတွေလဲတွေချောဆွဲပြီးခေါ်သွားတယ်ဟုရေစကြိုတောင်ရှိန် info company မှတောင်ရှိသူတို့ကပြောဆိုသည်။ အဆိုပါကျန်းဘက်စတဲ့စစ်ကြောင်းဒီမြေစွန်းတော်စရဲနေတာကောင်လေးနဲ့ပန်းကျို့မြောင်းနေကြေးရွာတို့မှာပြည်သူပိုင်းနေအများပြားကိုမီးရှို့ဖျက်ဆီးခဲ့ပြီးမြေစွန်းတော်မှာအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60နှစ်အရွယ်ဦးထင်းမြင့်အသက်88နှစ်အရွယ်ဦးတမ်းမင်းအသက်60နှစ်အရွယ်ဒေါ်တန်းပြေအသက်86နှစ်အရွယ်ဒေါ်လာငွေအသက်68နှစ်အရွယ်ဦးကြည်ထေအသက်69နှစ်အရွယ်ဦးကမြိုင်အသက်35နှစ်အရွယ်ကိုတန်းစင်အသက်40အရွယ်ကိုအောင်လင်းနိုင်မလကချန်ရွာမှာအသက်80နှစ်အရွယ်ဦးညွန်ဝင်းအသက်50 ဦးဆန်းဝင်းတာကောင်လေးရွာမှာအသက်65နှစ်အရွယ်ဦးချက်မောင်တာကောင်ရွာမှာအသက်42နှစ်အရွယ်ဦးတန်းမင်းလိုင်အသက်62နှစ်အရွယ်ဦးအောင်အသက်80အရွယ်ဒေါ်ဆန်းဝင်းနဲ့အမည်မသိပြည်သူတို့ကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ချော်ပြင်းရေစကြိုးမျိုးနယ်ရင်လင်းစံဘက်စစ်ကောင်စီတပ်သားများကဖုန်းလိုင်းများအင်တာနက်လိုင်းများဖြတ်တောက်ထားကြောင်းသိရှိရသည်ဆက်လက်ပြီးရန်ကုန်ပြည်လမ်းမရှိစစ်ကွင်းဂိတ်တိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကညချိန်တော်လာခွေများကန့်သက်လိုက်ပြီးပြစ်မိတ်ပေးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲကုန်းတိုင်းရှံကုန်ပြည်လမ်းမရှိစံဘတ်စတိတ်စကွင်းဂိတ်တိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကညချိန်တော်လာခွေများကန့်တက်လိုက်ပြီး ဖြစ်မိန်ပေးထားကြောင်းရန်ကုန်ခေတ္တတရင်ဌာနကစုံစမ်းသိရှိရသည်မတ်လ20ရက်နေ့မင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တင်းကျေးရွာနှင့်ရန်ကုန်ပြည်လမ်းမ၌အထိုင်းချထားသောအစံမဲ့စစ်တေစစ်ကွင်းတာဆောင်စစ်စေးဂိတ်ကိုတာယာရီခိုင်တရင်383ညနှင့်တပ်ခွဲနှစ်မှရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားရှိဦးသေးဆုံးခဲ့ကြောင်းသိရသည်ထို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မတ်လ20ရက်နေ့မှစတင်ပြီးအစံမဲ့စစ်တပ်ကရန်ကုန်ပြည်ကောင်းလမ်းပိုင်းကိုညအချိန်တော်လာခင်များကန့်သက်လိုက်ပြီးစစ်တပ်ဂိတ်များကိုည6နာရီမှနနက်6နာရီ ီတွင်ပြည်သူများတော်လာခွင့်ပိတ်ပင်လိုက်ကမတင်ငါပါကပြစ်ခတ်မှုများလို့ဆောင်းနိုင်ပြီးပြစ်မိတ်မှာပေးထားကြောင်းသိရှိရသည် ထို့ပြင်တိုက်ခိုက်ခံရမှုအတွင်းစံဖက်စစ်ကောင်စီတပ်သားများအလံဖြူထောင်ရင်စစ်ကွဲမျိုးရဲထွက်ပြေးသည်ကိုစစ်တပ်အရာရှိများကတော်သားထွက်နေပြီးမင်းလမျိုးနယ်ထွေအုပ်ရုံမှဗိုလ်ကြီးတအူးကိုတာဝန်ဝတ္တရားပေါ်ရမှုဖြင့်ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။လက်ရှိချိန်တွင်စံဖက်စစ်ကောင်စီတပ်သားများသည်မင်းလမျိုးနယ်စိန်ကန်းလန်ရွာအခြေဆိုင်ခလာရတဲ့တရင်တွင်လည်း PDF တပ်ဖွဲ့ဝင်များလာရောက်တိုက်ခိုက်မှုကိုကြောက်လန့်ပြီးတရင်ပပတ်လေရင်ကင်းတဲများဆောက်လုံနေပြီးမျိုးပေါ်ရင်းလည်းဘန်ကာများထတ်တိုးလှုပ်ဆောင်နေကြောင်းသိရှိရသည်။ ရန်ကုန်ပြည်ကလည်းမှာရှိတဲ့စစ်ခွေးဂိတ်တွေကိုည6နာရီကနေနနက်6နာရီတွင်ပြည်သူတွေတော်လခွင့်ပိတ်သိမ်းလိုက်ပါပြီ။စစ်ခွေးတွေကမတင်ငါပြစ်ခတ်လို့ရတယ်လို့ပြစ်မိတ်မှာပေးထားတယ်လို့သိရတယ်။စစ်ခွေးဂိတ်တိုက်ခိုင်းရပြီးတော့အကုန်ကျောင်းနေတာ။စစ်ခွေးတွေအင်အားမတိုးနိုင်လို့ပြုတ်ခွေးတွေကိုအင်အားတိုးချထားတယ်။နောက်ပြီးတောင်ဝတ္တရားပေါ်ရမှုနဲ့ထွေရုံရုံကစစ်ခွေးပူစီတကောင်လေးဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သိရတယ်။စိန်ကန်းလန်ရွာအခြေစိုက်ခလာရတက်ကိုလည်း PDF တက်ကလာတိုက်မှကြောက်လို့တက်ပက်ပက်လေးမှာကင်တဲရီစောင့်နေကြတယ်။စစ်ခွေးမျိုးပေါ် ်မှာလည်းခံစစ်တွေပြင်းနေကြပြီးဟုဒေသအုပ်ချုပ်ရေးနှင့်တိုက်ရိုက်ဆက်ဆံနေသောသတင်းရင်းမြစ်ကပြောဆိုသည်